Yeah. ဒီနေ့အသက်တော်ယေရုရှလင်နေ့ကိုကျွန်တော်တို့ကိုကျင်းပခွင့်ပေးတဲ့အဖေဖျားသခင်နဲ့အမေဖျားသခင်ကိုယေရှုတင်ပြီးဖုံးတော်ကိုချီးမွမ်းပါတယ်။ဒါကြောင့်ကောင်းကင်အမေနဲ့ကောင်းကင်သားသမီးများဆိုတဲ့ခေါင်းစဉ်နဲ့ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုလေ့လာကြပါစို့။ဖျားသခင်ဟာလူသားအလုံးကိုကောင်းကင်ရဲ့နေရာမှာကိုတင် जा ပြီးလမ်းညွှန်ပေးဖို့အလိုရှိတော်မူပါတယ်။ ဒါကြောင့်သူဟာကောင်းကင်မှာရှိတဲ့အရာတွေရဲ့ပုံတူနဲ့အရေးအဖြစ်မြေကြီးပေါ်ကစနစ်တွေကိုတည်ထောင်ခဲ့ပါတယ်။ဒီကဘာပေါ်မှာအမေအဖေတာသမီဆိုတဲ့ဝေါ်ဟာရကိုစဉ်းစားကြည့်ကြရအောင်။ဒါဟာမိသားစုဝင်တွေကိုညှိနှိုးနေမှာမဟုတ်ပါလား။ ဒါကြောင့်ဖျားသခင်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000လုံးကယေရှုဆိုတဲ့နာမနဲ့ဒီကဘာကိုကြွလာပြီးအဖေဖျားသခင်နဲ့ပတ်သက်တဲ့အမှန်တရားကိုတွင်တင်ပေးခဲ့ပါတယ်။သူဟာအမေဖျားသခင်ရှိတယ်ဆိုတာကိုသိစေပြီးကျွန်တော်တို့ဟာဖျားသခင်ရဲ့တပည့်တွေဖြစ်တယ်ဆိုတာကိုလည်းသိစေခဲ့ပါတယ်။ကျွန်တော်တို့ဟာဒီမြေကြီးပေါ်မှာစားပြီးအိတ်နေတဲ့လူသားတွေမဟုတ်ပဲ이런어떤인류인생중에한사람들이아니라 ကောင်းကင်ကကောင်းကင်တမန်တွေဖြစ်တယ်ဆိုတာကိုဖခင်တခင်ကကျွန်တော်တို့ကိုနှိုးဆော်ပေးခဲ့ပါတယ်။လောကလူတွေဟာအမေဖခင်တခင်နဲ့ပတ်သက်တဲ့အမှန်တရားကိုနားမလည်ပဲဖခင်တခင်ကတမန်ကျမ်းစာမှာထုတ်ဖော်ပြထားတဲ့မှန်ကန်တဲ့အမှန်တရားကိုနားမလည်ကြပါဘူး။그올바른내용을체득하지못해서야라အနေနဲ့သူတို့ဟာအဖေဖျားသခင်နဲ့အမေဖျားသခင်ကိုကောင်းကောင်းနားမလည်ကြပါဘူး ဒီနေ့မှာကောင်းကင်သားသမီးတွေဟာအမေဖျားသခင်မရှိခဲ့ဘူးဆိုရင်ငါတို့ကိုဖျားသခင်ရဲ့သားသမီးလို့ခေါ်မှာပါလားလို့ကိုကိုကိုပြန်စဉ်းစားတင်ပါတယ်။မိသားစုဝင်တို့ဒီကဘာရဲ့စနစ်တွေကိုလေ့လာကြည့်ကြရအောင်။တကယ်လို့တင်တို့မှာရုပ်ပိုင်းဆိုင်ရာအမေတွေမရှိခဲ့ဘူးဆိုရင်တင်တို့ဒီနေ့ဒီမှာရှိနိုင်ပါမလား သင်တို့ဟာသင်တို့ရဲ့မိသားစုဝင်ဖြစ်နိုင်ပါမလားသင်တို့ဟာသင်တို့အဖေကိုအဖေလို့ခေါ်နိုင်တဲ့နေရာမှာရှိနိုင်မှာပါလားသင်တို့ဟာညီကိုမောင်နှမတွေကိုညီကိုညီမလို့ခေါ်နိုင်မှာပါလားသင်တာကိုလုံနိုင်တဲ့နောက်ွယ်မှာပါရှိပါသလဲမိเจ้าဓာရီအားလုံးဖြစ်နိုင်ပြီးပြည့်စုံနိုင်ပါတယ် 실현화될수있다고볼수가있겠습니다.다하위냐나산야니야마리레뚜니바레.위냐나가바레마레까옹게에메미시게부소이엔저너로하아탁고아맛데게야시나이마므라.우리가과연생명을얻을수있었을까?저너로마까옹게에메미시게부소이엔부야타킨고아빠아빠로코나이마므라.그런입장이될수있었을까?또 ညီကိုမောင်နှမတွေကိုညီကိုညီမလို့ခေါ်နိုင်တဲ့အနေအထားမှာရှိနိုင်ပါမလားဒီရာရီအားလုံးရဲ့နောက်ွယ်မှာအရေးကြီးဆုံးသူကဘသူဖြစ်ပါသလဲမေဖြစ်ပါတယ်20တရားစုမှာသိပ္ပံပညာရှင်များစွာဟာအတတ်နဲ့ပတ်သက်တဲ့သူတည်တနာပြုမှုတွေစတင်ခဲ့ကြပါတယ်။ ဘလူလုံးစနစ်နဲ့ဘလူလန်းချောင်းကတဆင့်တာသမီတွေစီအသက်ကိုလွှဲပြောင်းပေးတာလေလို့သူတို့မိကုံးထုတ်ခဲ့ကြပါတယ်။သူတို့ဟာမိခင်တဦးရဲ့မိုက်တိုကွန်ဒရီယာကို သူ့ရဲ့တာသမီတွေစီလွှဲပြောင်းပေးကြောင်းတွေ့ရှိခဲ့ပါတယ်။ခါခင်တဦးရဲ့မိုက်တိုကွန်ဒရီယာမျိုးရိုးဗီဇာဟာတာသမီတွေစီဆက်ခံခြင်းမရှိပါဘူး။ မိခင်ရဲ့မိုက်တိုကွန်ဒရီးယားမျိုးရိုးဗီဇဆိုင်ရာအသက်ချက်တွေကိုသားသမီးတွေစီတွေ့ပြောင်းပေးတဲ့အခါအသက်ကိုအပြည့်ဝပေးပြီးကဘာဘူမှာလှူရှားနိုင်တဲ့တက်ရှိတွေအဖြစ်သိရှိနိုင်တာကိုဇီဝနည်းပညာပညာရှင်တွေကရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါဆိုရင်ဒီနေရာမှာနေစနစ်အလုံးကိုဘယ်သူကဖန်တီးခဲ့ပါသလဲ။누가그렇게 ဗျာဒိတ်ကျမ်းအခန်းကြီး၄အခန်းငယ်၁၁မှာဖျားသခင်ဟာသူ့လူတော်အတိုင်းအရာအားလုံးကိုဖန်ဆင်းခဲ့တယ်လို့ညှိတာထားတယ်မဟုတ်ပါလား။ကောင်းကင်အမေရှိမှပဲကောင်းကင်သားသမီးတွေတည်ရှိနိုင်ကြပါတယ်။ကောင်းကင်သားသမီးတွေကပဲဖျားသခင်ကိုအဖေအမေလို့ခေါ်ပြီးအချင်းချင်းညီကိုညီမလို့ခေါ်ခွင့်ပြုထားတယ်မဟုတ်ပါလား။ အဲ့ဒါကြောင့်ဒီနေ့သင်တို့နဲ့ကျွန်တော်ဟာဘုရားသခင်ရဲ့သားသမီးဖြစ်တဲ့ကောင်းကင်သားသမီးတွေကဘယ်သူတွေလဲဆိုတာကိုလက်လက်နဲ့နဲ့စဉ်းစားရမှာဖြစ်ပါတယ်။သားသမီးနဲ့သူတို့မိဘကြားဆက်ဆံရေးထဲမှာမိဘတွေဟာသားသမီးတွေစီမလွဲမသွေအမွေဆက်ခံပေးတဲ့အရာရှိပါတယ်။မိဘတွေဟာသူတို့ရဲ့အသွေးသားကိုသားသမီးတွေစီ မလွဲမသွေဆက်ခံပေးကြပါတယ်။ ဝိညာဉ်ရေးရမှာလဲတူညီပါတယ်။ဖျားသခင်ရဲ့အသွေးသားကိုအမွေဆက်ခံတဲ့သူတွေဟာဖျားသခင်ရဲ့သားသမီးတွေဖြစ်ပါတယ်။ဖျားသခင်ဟာဒီနေရာမှာကိုပြိညာဉ်တရားတစ်ပတ်ခါပွဲအမှန်တရားထဲမှာထည့်သွင်းထားခဲ့ပါတယ်။ဖျားသခင်ဟာပတ်ခါမုံကိုသူ့အသားနဲ့ပတ်ခါစပြည့်ရီကိုသူ့ဖိုးတန်အတွေးဖြစ်ညွှန်းပြီး그리스도의보혈의필요성 လူသားအလုံးသူသားသမီးတွေဖြစ်လာနိုင်ဘူးလမ်းဖွင့်ပေးခဲ့တယ်မဟုတ်ပါလားအတရဲ့အမှန်တရားဖြစ်တဲ့ပပခါပွဲကိုယုံကြည်ပြီးကျွန်တော်တို့အတွက်ပြည်ညတရားတပတ္တခါပွဲရဲ့အမှန်တရားကိုကြီးညာတဲ့ခရစ်တော်အန်ဆာဟုံးနဲ့အတ္တတော်ယေရုရှလင်ကောင်းကင်အမေကိုလက်ခံယုံကြည်တဲ့သူတိုင်းဟာ누구나가다 ကောင်းကင်နိုင်ငံရဲ့တာသမီဖြစ်ခွင့်ရမယ်လို့ရေးသားထားတာမဟုတ်ပါလား။ဒါကိုယောမဩဝါဒစာကနေတဆင့်အတည်ပြုနိုင်ပါတယ်။တန်ရှင်းသောဝိညာဉ်တော်ကိုယ်တိုင်ကကျွန်ုပ်တို့ကဖျားသခင်ရဲ့တာသမီဖြစ်ကြောင်းတည်တည်ပြုတယ်လို့ရေးထားပါတယ်။ဒီနေ့ယောမဩဝါဒစာခန်းကြီး၈ကိုဖွင့်ပြီးဒါကိုအတည်ပြုကြပါစို့။ယောမဩဝါဒစာခန်းကြီး၈အခန်းငယ်၁၆ ကျွန်တော်တို့ကိုဘလို့တက်တည်ပြုခဲ့ပါတလဲ။ငါတို့သည်ဖျားသခင်ဤသားဖြစ်ကြသည်ဟုဝိညာဉ်တော်သည်ငါတို့ဤဝိညာဉ်နှင့်အတူတက်တည်ခံတော်မူ၏။ဒါဆိုရင်ဝိညာဉ်တော်ဟာကျွန်တော်တို့ကဖျားသခင်ရဲ့သားသမီးဖြစ်ကြောင်းဘလို့သိရှိခဲ့တာပါလဲ။ကျွန်တော်တို့ထဲမှာဖျားသခင်ရဲ့အသားနဲ့အသွေးရှိတဲ့အတွက်ဝိညာဉ်တော်ကိုယ်တိုင် ကျွန်တော်တို့ကို ဘုရားသခင်ရဲ့သာသမီဖြစ်ကြောင်းတသက်ပြုပေးတာမဟုတ်ပါလားတနည်းနဲ့ပြောရရင်ပရိညင်တရားတစ်ပပခါပွဲရဲ့မုံနဲ့စပြည့်အားဖြင့်အဖေဘုရားသခင်နဲ့အမေဘုရားသခင်ကိုယုံကြည်ခြင်းအားဖြင့်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့သာသမီဖြစ်ကြောင်းဝိညာဉ်တော်ကတသက်ပြုခဲ့ပါတယ်အခန်းငယ်၁၀ခုနှစ်ကိုကြည်ကြရအောင်တားမှန်လျင်အမွေခံဘုရားသခင်၏အမွေခံဖြစ်ကြ၏ခရစ်တော်နဲ့အတူဘုံဝင်စားမိအကြောင်းကျွန်တော်တို့ဘာကိုဆောင်ရွက်ရမှာပါလဲ။ ထိုသခင်နှင့်အတူဆင်းရဲဒုက္ခကိုခံရလျင်ထိုသခင်နှင့်ဆက်ဆံသော အမွေခံလည်းဖြစ်ကြ၏ဆင်းရဲဒုက္ခကိုကြော်ဖြတ်ရမယ်လို့ပြောထားပေမဲ့အဲ့ဒီဆင်းရဲဒုက္ခတွေဟာကြီးမားတဲ့အရာမဟုတ်ပါဘူးအခန်းငယ်၈ငါတို့အားပေါ်ထွန်းလက်တန်သောဖုံးကိုထောက်သောယခုမျက်မှောက်ကာလ၌ခံရသောဆင်းရဲဒုက္ခကိုဘလို့ပြောထားပါသလဲပမာဏမပြူထိုက်ဟုငါသဘောရှိ၏ဒါရီဟာနှိုင်းရှင်လို့မရယုံတယ်မဟုတ်ပါဘူးဒါရီကိုနှိုင်းရှင်လို့တော့မတန်ပါဘူး ဒါပေမဲ့ကောင်းကင်အဖေနဲ့အမေရှောက်လန်းခဲ့တဲ့လမ်းကိုစဉ်းစားကြည့်ကြရအောင်ဒီနေ့ကျွန်တော်တို့အတွက်ချုံမွေ့တဲ့လမ်းကိုခင်းဖို့အတွက်သူတို့ဟာလက်ဝါးကတိုင်ရဲ့ခက်ခဲတဲ့လမ်းကိုရှောက်လန်းခဲ့တယ်လို့ကျွန်တော်တို့လည်းစီးအောင်ကိုဝင်လာမဲ့ညီကိုမောင်နှမတွေအတွက်သူတို့ထက်နည်းနည်းလေးပိုလေးတဲ့လက်ဝါးကတိုင်ကိုထမ်းပြီးသူတို့ကိုလမ်းဖွင့်ပေးတင်တယ်မဟုတ်ပါလား열수있는우리모두가되지않겠습니까 ဒီမြင်ကွင်းတွေအားလုံးကတဆင့်ဝိညာဉ်တော်ဟာဘသူကဖရာသခင်ရဲ့တသမိအစ်စ်လဲဆိုတာကိုပိုင်းခြားသိမြင်ပြီးကျွန်တော်တို့ကိုဖရာသခင်ရဲ့တသမိဖြစ်အတိမတ်ပြုခဲ့တာဖြစ်ပါတယ်။하나님의자녀라는사실을인정해주시게된내용이라고볼수있겠습니다.ဒီကဘာပေါ်မှာလူတန်းပေါင်း8000နေထိုင်နေကြပါတယ်။သူတို့အားလုံးဖရာသခင်ရဲ့တသမိတွေပါလား။ဖရာသခင်ရဲ့တသမိတွေရဲ့ဝိသေသလက္ခဏာတွေရှိပါတယ်။ ဖျားသခင်ရဲ့အသားနဲ့အသွေးတော်ကသူ့လူထဲမှာရှိတင်ပါတယ်။ဒီပြင်သူ့ရဲ့အသွေးသားရှိုံတင်မကပဲဖျားသခင်ကိုယ်တိုင်ပြုလုပ်ထားတဲ့ပရိညင်လည်းရှိပါတယ်။ဒါဟာဒီနေ့ဒီနေရာမှာကောင်းကင်အဖေကိုအဖေလို့ကောင်းကင်အမေကိုအမေလို့ညီကိုမောင်နှမတွေကိုညီကိုညီမလို့ခေါ်နိုင်တဲ့သားသမီးတွေရဲ့ဝိသေသလက္ခဏာတွေကိုပိုင်ဆိုင်စေတဲ့နေရာမှာဖြစ်ပါတယ်။ 거기에있는것아니겠습니까?저는로마아메미시에부야드킨의다드미위베로마핏물라나이마우.하나님의자녀가될수없습니다.바정말레.아메미시에바미시부레.뭐였기때문입니까?아따미시바우.ကျွန်တော်တို့အသက်မရနိုင်ဘူးဆိုရင်ဖရာသခင်ကိုအဖေညီကိုမောင်နှမတွေတွေကိုညီကိုညီမလို့ဘယ်လိုခေါ်နိုင်မှာပါလဲ။ချင်ရလို့ရှိကြစမီက ဒါကြောင့်အမေရဲ့ကြောက်လာခြင်းဟာလူသားအလုံးအတွက်တကယ်အထိပယ်ရှိတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။အတက်ကအမေရှိတဲ့နေရာမှာပဲရှိပြီးအမေရှိတဲ့နေရာမှာချစ်ချင်းမြတ်တာပြည့်စုံနေပြီးအမေရှိတဲ့နေရာမှာပဲငြင်းချမ်းမှုရှိတယ်ဆိုတာကိုမငြင်းနိုင်ပါဘူး။이것은부인할수없는내용입니다. တမာကျန်းစာနဲ့ပရောဖက်တွေကဒီလိုမျိုးတည်တည်ပြုထားတယ်မဟုတ်ပါလားဟုတ်ပါတယ်အမေဒီမျိုးကိုကြွလာမှပဲအငယ်ဆုံးက အားကြီးတဲ့လူမျိုးဖြစ်လာလိမ့်မယ်အမေကြွလာမှ အငယ်ဆုံးသူကလူတစ်ထောင်ဖြစ်လာလိမ့်မယ်အစကနေကြခဲ့ပေမဲ့အမေရှိတဲ့အခါဘာဖြစ်လာမှာပါလဲအလွန်ကြီးပွားလိမ့်မည် ကယ်တင်ခြင်းအမှုနဲ့ဧဝံဂေလိအကြောင်းစဉ်းစားကြည့်ပါကျွန်တော်တို့ရဲ့ဧဝံဂေလိကိုရှမာရိပြည်နယ်မြေကြီးစွန်းထိဟောပြောမယ်လို့တမန်ကျမ်းစာထဲမှာကြိုတင်ဟောထားပါတယ်။ဒါပေမဲ့အမေကျွန်တော်တို့နဲ့တူမရှိရင်ဒီဧဝံဂေလိကိုရှမာရိပြည်နယ်မြေကြီးစွန်းထိဘယ်တော့မှမဟောပြောနိုင်ပါဘူး။ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000လုံးကယေရှုခရစ်ကြိုတင်ဟောခဲ့တဲ့အရာမဟုတ်ပါလား။ ချက်ကလေးတွေနဲ့နှိုင်းရှင်ထားတဲ့ကောင်းကင်သားသမီးတွေကိုဘသူကစုယုံစေရမှာပါလဲ။ကျမကြီးဟာသူ့ရဲ့ချက်ကလေးတွေကိုသူ့ရဲ့အတောင်အောက်မှာစုထားတဲ့ဆိုတဲ့ကြိုတင်ဟောစကားအတိုင်းကောင်းကင်အမေရဲ့အမှန်တရားဟာနောက်ဆုံးမှာရှမာရီပြည်နဲ့မြေကြီးဆုံးထိအေဝံဂေလိအလင်းကိုထွန်းလင်းစေပြီးအေဝံဂေလိကို အာရှအာဖရိကအိုရှန်နီးယားဥရောပမြောက်အမေရိကတောင်အမေရိကနဲ့ကိုရီးယားတဝိုက်မှာဟောပြောနေပါတယ် ကောင်းကင်အမေကြွားလာတယ်ဆိုတဲ့သတင်းကောင်းဟာဧဝံဂေလိထဲမှာအဓိကနဲ့မဖြစ်မနေလိုအပ်တဲ့သင်ကြားမှုဖြစ်ပါတယ်။အမေရှိလို့အသက်ရှိပါတယ်။အမေရှိလို့ချစ်ချင်းမေတ္တာရှိပါတယ်။အမေရှိလို့ပျော်ရွှင်မှုရှိပါတယ်။အဲဒါကြောင့်ကျွန်တော်တို့အားလုံးမွေးရမြေကိုလွမ်းပြီးမွေးရမြေကိုချစ်ကြတယ်မဟုတ်ပါလား။좋아하는이유가있지않습니까? အဖေကလည်းကျွန်တော်တို့မွေးရမြီမှာရှိပါတယ်အဖေဟာချစ်ချင်းမြတ်တာဖြစ်ပြီးအမေဟာလည်းချစ်ချင်းမြတ်တာဖြစ်တော်မူပါတယ်အသွေးသွန်းလောင်းပြီးကားတိုင်ပေါ်မှာအတီခံရတဲ့အထိတိတ်တဆိတ်ကျွန်တော်တို့ရဲ့အဖြစ်တွေကိုထမ်းဆောင်ခဲ့တဲ့ကောင်းကင်အဖေရဲ့မမြင်နိုင်တဲ့ချစ်ချင်းမြတ်တာနဲ့ပြည့်စုံမှုကိုဘယ်လိုမှသိငယ်ရလို့မပြောနိုင်ပါဘူးဒါပေမဲ့အဖေဟာဒီမြေကြီးကိုဒုတိယအကြိမ်ကြွလာပြီးဒီနှုတ်ကပတ်တော်ကိုကျွန်တော်တို့စီပြောထားခဲ့ပါတယ် အီလိရှဲသည်အီလိယနောက်သို့လိုက်သည်ယောရှုသည်မောရှေနောက်သို့လိုက်သည် ပေတရုသည်ယေရှုခရစ်နောက်သို့လိုက်သည်ငါသည်ဘသူနောက်ကိုလည်းအမေနောက်သို့လိုက်သည်အဖေဟာဘယ်ယုံကြည်ခြင်းလမ်းကိုရှောက်ရမလဲမသိတဲ့သားသမီးတွေအတွက်အမေနောက်လိုက်ခြင်းရဲ့ပုံသက်တွေကိုပြပေးခဲ့ပါတယ်ငါဒီတင်တို့၌ပြုတကယ်သို့တင်တို့ဒီပြုစေခြင်းကပုံသက်တွေကိုပြခဲ့ပြီလို့သူ့လက်ရည်နဲ့ခြံထားခဲ့တယ်မဟုတ်ပါလား အဖေကောင်းကင်ကို ပြန်မတက်ခင်မှာသူဟာကျွန်တော်ကိုခေါ်ပြီးအမေစကားကိုတေချာနားထောင်ပါအမေစကားကိုနားခံရင် အိတ်နေရင်တောင်စံမုတ်ပေါ်လာလိမ့်မယ်လို့ပြောခဲ့ပါတယ်မေအမြဲတုန်တင်ပေးတဲ့စီလုံးချင်းနဲ့ညီညွတ်မှုအတွက်ဇီအိုမီတာစုဝင်တွေအားလုံးမှာဘလို့စိတ်ရှိဖို့လိုအပ်ပါတလဲ။အချင်းချင်းချစ်တဲ့စိတ်ရှိဖို့လိုရဲမဟုတ်ပါလား။ ကျွန်တော်တို့ဟာ အမေ့တင်ကြမှုတွေကိုနှလုံးထဲထူထွင်ပြီးညီကိုမောင်နှမတိုင်းကို အဖေအမေရဲ့စိတ်နှလုံးအတိုင်းပြူးစူးစောင့်ရှောက်ပေးတဲ့အခါအဖေအမေဟာဝမ်းမြောက်တော်မူမှာဖြစ်ပါတယ်သူတို့ဟာအခုအမှန်တကယ်နောက်တရတဲ့ဘဝကိုနေထိုင်နေကြတယ်သူတို့ဟာသဘောမတူတဲ့အဖွဲ့ဝင်တွေနဲ့တောင်စီးလုံးဖို့စူးစမ်းနေတဲ့ကျွန်တော်တို့ကိုကြည့်နေပါတယ် 저런노력을하는걸보니까말이에요.위다수윈도따뜻미리하에이마세칸자무아타이퓨무자바레.두루하짜이다고베사비넷떳데럭샤무리고베럭자바레.ဒါပေမဲ့မိခင်တွေဟာသူတို့နှစ်သက်တာအားလုံးကိုဆုံးလုပ်ပြီးသားသမီးတွေနှစ်သက်တဲ့အရာကိုထောက်ပံ့ပေးပါတယ်။ကျွန်တော်တို့စီအောင်သားသမီးတွေမှာလည်းတူညီတဲ့စိတ်နှလုံးရှိရပါမယ်။ တကယ်လို့အမေကကျွန်တော်တို့သားသမီးတွေရဲ့အဖြစ်တွေကို ခွင့်လွှတ်ဖို့ဒီမြေကြီးကိုမလာခဲ့ဘူးဆိုရင်သူဟာဒီအချိန်မှာကောင်းကင်မှာပျော်ရွှင်မှုခံစားနေမှာဖြစ်ပါတယ်။ဒါပေမဲ့သူဟာဒီမြေကြီးကိုကြွလာပြီးလူစားတီကိုဝစ်ဆင်ပြီးသားသမီးတွေကို ပြုစုစောင့်ရှောက်ပြီးထောက်ပံ့ပေးခဲ့ပါတယ်။သူဟာဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုနားမလည်လို့ယုံကြည်ခြင်းကနေကြာဆင်းသွားမှာ 영적으로제대로성장하지못할까?다만뭐위인이못지토나이마고소잉네어트အမေဟာတာသမီတွေအတွက်나이ပေါင်းများစွာစူတောင်းခဲ့ပြီးအမေရဲ့ဒူးတွေမှာအသားမာတွေဖြစ်လာခဲ့ပါတယ်။ဒီချက်အားလုံးကိုစဉ်းစားရင်အဖေနဲ့အမေစီကနေအဲ့ဒီလိုချစ်ချင်းမြတ်တာကိုရရှိနေတယ်ဆိုတာကိုသိမြင်ပြီးစီအောင်တာသမီတွေအားလုံးအတွက်တခုခုမျှဝေနိုင်တဲ့သူဖြစ်လာရပါမယ်။ ဖျားသခင်ဟာကောင်းကင်အပြစ်သားရဲ့အပြစ်တဘာဝကိုဖယ်ရှားဖို့အတွက်အချင်းချင်းအဖြစ်တန့်စင်ခံရပြီးလှပတဲ့ကြောက်စရစ်ခဲတွေလိုမျိုးချုံးမွေးလာပြီးတော့နောက်ဆုံးမှာသူ့အမြင်မှာလှပတောက်ပတဲ့ကောင်းကင်သားသမီးတွေအဖြစ်ပြန်လည်မွေးဖွားလာနိုင်ဖို့အခွင့်အရေးကိုပေးတော်မူခဲ့ပါတယ်။ဒါကကျွန်တော်တို့စီကဖျားသခင်အလိုရှိတဲ့အရာမဟုတ်ပါလား။ ဖျားသခင်ဟာချစ်ချင်းမေတ္တာဖြစ်တယ်လို့ကျွန်တော်တို့ကလည်းချစ်ချင်းမေတ္တာအဖြစ်တစ်ဖန်မွေးဖွားလာစေချင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာကျူးလွန်ခဲ့တဲ့အဖြစ်တွေနဲ့အဖြစ်တဘာဝအားလုံးကိုစွန့်ပစ်ပြီးအဖေအမေနဲ့ဆင်တူတဲ့ပုံစံဖြစ်တစ်ဖန်မွေးဖွားလာရမှာဖြစ်ပါတယ်။အဘဂျီရယ်သမ်ကိုအမနီရယ်သမ်မန်자녀들로서거듭나기를또바라시고계십니다.ဒီနေ့အတိတ်တော်ယေရုရှလင်နေ့ကိုကျင်းပရမှာစီအုံသားသမီးတွေဟာပဝန်းကျင်ကိုပြန်လည်တုံ့တက်ဖို့လိုအပ်ပါတယ်။ 在那如下尼姑毛驴马肉狗加桂皮猪肚烧香菇，色艳美的猪杂阿头皮，干金菇可烧的的辣椒菇，片冬菜也美，真奇葩的。这边，几多强哥没有雅的了尼姑毛驴马肉狗，下步不老猪杂的的塑料菇，身上无钱有点麻的。 ကျွန်တော်တို့မှာကောင်းကင်အမိရှိပါတယ်။အမိရှိတဲ့နေရာမှာချစ်ချင်းမေတ္တာရှိရမှာဖြစ်ပါတယ်။အမိရှိတဲ့နေရာမှာပေးဆက်မှုနဲ့စက္ကမှုရှိရပါမယ်။အစီကံမှုလည်းရှိရပါမယ်။အမိရှိတဲ့နေရာမှာသူကနေဖြစ်ပွင့်လန်းလာတဲ့ပျော်ရွှင်မှုရှိရပါမယ်။ဒီစီအောင်ဖရာသခင်ဤအသိတော်ကအဲ့ဒီလိုနေရာမျိုးမဟုတ်ပါလား။ ပျောက်ဆုံးသွားတဲ့ညီကူမောင်နှမတွေအားလုံးကိုဖရာသခင်၏အသင်းတော်ကိုမြန်မြန်ပြန်လာစေဖို့အတွက်ဟေရှာယအနာဂတိကျမ်း62ရဲ့ကျူတင်ဟောစကားအတိုင်းကျွန်တော်တို့ဘာလို့ရမှာပါလဲကျွန်တော်တို့ဟာကင်းဆောင်တွေရဲ့အခန်းကဏ္ဍကိုပုံမထမ်းဆောင်ပြီးယေရုရှလင်ရဲ့ဘုန်းတော်ကိုကမ္ဘာတဝန်းလုံးမှာဟောပြောရမှာဖြစ်ပါတယ်။နေ့ရောညပါကျွန်တော်တို့ဘာလို့ရမှာပါလဲတိတ်ဆိတ်စွာမနေပဲလူတွေကိုအတိပေးရမှာဖြစ်ပါတယ်။ဟေရှာယအနာဂတိကျမ်းအခန်းကြီး60အခန်းငယ်တကူကြည့်ကြရအောင် အခန်းကြီး60အခန်းငယ်1တင်ထလော့လင်းလော့တင်းဤအလင်းရောက်လာပြီထာဝရဖရာဤဖုံးတော်သည်တင်းဤအပေါ်မှာပေါ်ထွန်းလျက်ရှိ၏ကြည့်ရှုလော့မောင်မိုက်သည်မြေကြီးကို ဖုံးလွှမ်းလိုက်မည်ထူထပ်သောမောင်မိုက်သည် လူများကိုဖုံးလွှမ်းလိုက်မည်သို့တော်လည်းတင်းဤအပေါ်မှာထာဝရဖရာသည် ပေါ်ထွန်းတော်မူ၍ဖုံးတော်သည်တင်းဤအပေါ်မှာထင်ရှားလျက်ရှိလိမ့်မည် တပါးမျိုးသားတို့သည်တင်းဤအလင်းသို့၎င်း ရှင်ဘုရင်တို့သည်တင်၌ပေါ်ထွန်းခြင်းအယောင်တို့၎င်းလာကြလိမ့်မည်။အခန်းငယ်၃လဲကသင်၏အလင်းဟာယေရုရှလင်ရဲ့အလင်းကိုညွှန်းညွှန်းပါတယ်။အခန်းငယ်၄ကိုကြည့်ကြရအောင်။အရရက်တို့မျှော်ကြည့်လော့ခတ်သိမ်းသောသူတို့သည်စူဝေး၍သူတို့ဘာလုပ်ကြပါသလဲ။တင့်ထန်တို့လာကြ၏။သူတို့အားလုံးစုယုံပြီးယေရုရှလင်ကောင်းကင်အမေစီလာကြပါလေ။တင်ဤသားသမီးတို့သည်အဝေးကလာ၍ဝေးလာသောတိုင်းပြည်ကနေ ်သင်၏အနာမှာမွေးစားခြင်းကိုခံကြလိမ့်မည်။ဒီလုပ်ဖြစ်မြောက်ဖို့အတွက်အရင်လုပ်ရမယ့်အရာရှိပါတယ်။ယေရုရှလင်ရဲ့ဘုန်းတော်အလင်းနဲ့ကျွန်တော်တို့ဘာလုပ်ရမှာပါလဲ။လောကလူအလုံးစီအလင်းကိုထွန်းလင်းတဲ့အခါဘာဖြစ်မလဲဆိုတာကို ကြည့်ကြရအောင်။အခန်းငယ်၈ကိုကြည့်ကြရအောင်။မိုးတိမ်ကဲ့သို့၎င်းမိမိတို့အိမ်သို့ပြန်သောချိုးများကဲ့သို့၎င်းပြန်လာသောဤသူတို့ကဘယ်သူဖြစ်ကြလိမ့်မည်နည်း သားတွေကအဝေးကနေလာကြပြီးသမီးတွေကတိမ်တွေနဲ့ချိုးငက်တွေလိုမျိုးပြန်တန်းလာကြမှာဖြစ်ပါတယ်။အခန်းငယ်၁၂ကိုဆက်ကြည့်ကြရအောင်။အကျင်ပြည်နှင့်အကျင်နိုင်ငံသည်တင်းဤအမှုကိုမဆောင်ထိုပြည်နှင့်ထိုနိုင်ငံသည်ပျက်စီးရလိမ့်မည်။ထို့သောသောတိုင်းနိုင်ငံတို့သည်တုတ်တင်ပဲရှင်ခြင်းကိုအမှန်ခံရကြလိမ့်မည်။ကျူတင်ဟောထားတဲ့အတိုင်းယေရုရှလင်ရဲ့ဘုန်းတော်အလင်းကိုထွန်းလင်းခဲ့ပေမဲ့ယေရုရှလင်ရဲ့အလင်းစီလာဖို့ငင်းဆန်တဲ့သူအလုံးကိုဖျားသခင်ကဖျက်ဆီးမှာဖြစ်ပါတယ်။ အခန်းငယ်၁၄ကိုကြည့်ကြရအောင်။တင့်ကိုညှင်းဆဲသောသူတို့ဤသားတို့သည်တင့်ထန်တို့လာ၍ဥချကြလိမ့်မည်။တင့်ကိုမထီမဲ့မြင်ပြုသောသူအပေါင်းတို့သည်တင့်ဤခြေရင်း၌ဝင့်နေကြလိမ့်မည်။ထာဝရဘုရားဤမြို့ဧတရီလာအမျိုးဤတန်ရှင်းသောဘုရားဤစည်းအုံမြို့ဟူ၍တင့်ကိုတမုတ်ကြလိမ့်မည်။ကောင်းကင်အမေကိုညှင်းပန်းနှိပ်စက်ပြီးဆဲဆိုပြီးနှောက်ရက်ခဲ့တဲ့လူဆိုးတွေက ကောင်းကင်အမေရှိမှဥညွတ်ကြမှာဖြစ်ပါတယ် ။တင့်ကိုမထီမဲ့မြင်ပြုတော်သူအပေါင်းတို့သည်တင်းဤချေရင်၌ဝင့်နေကြလိမ့်မည်။ထာဝရဖရာဤမျိုးဧတိရီလာအမျိုးဤတန်ရှင်သောဖရာဤစီအုံမျိုးဟူ၍တင့်ကိုတမုတ်ကြလိမ့်မည်လို့ရေးထားပါရဲ့။အခန်းငယ်20ကိုကြည်ကြရအောင်။နောက်တစ်ဖန်တင်ဤနေသည့်မဝင်ရ။တင်ဤလာသည်လည်းမဆုတ်ရ။ထာဝရဖရာသည်တင်၌ထာဝရအလင်းဖြစ်တော်မူ၍စိတ်မသာညိတွားရ။ဘာဖြစ်မှာပါလဲ။ကာလကုန်လေပြီ ကောင်းကင်အမေအတွက်ကြိုတင်ဟောထားခဲ့တဲ့ဝန်내ချင်းအချိန်တွေဟာအခုကုန်ဆုံးသွားပါပြီ။အခန်းငယ်27တင်းဤလူအပေါင်းတို့သည်ဖြောက်မတ်၍ပြီးတော့ကိုအစင်အမြဲအမွေခံသဖြင့်ငါ၏ဖုံးပွင့်စေခြင်းကငါကိုယ်တိုင်ဆိုင်၍ပြုစုတော်ပြုပင်ဖြစ်ရကြလိမ့်မည်။သူငယ်တယောက်သည်ဘာဖြစ်မှာပါလဲ။လူတစ်ထောင်ဖြစ်ရလိမ့်မည်။အာနေသောသူတယောက်သည်အာကြီးသောလူမျိုးဖြစ်ရလိမ့်မည်။ 拿塔乌拉佩亚的前摇铃托木古努索米，第六批来到西澳大利亚阿隆哈港的 NBA 耶鲁市林业棚农户。小马瑞比呢年纪身体最作家也马皮巴的。 တကဘာလုံးမှာပြန်ကျဲနေတဲ့ကျွန်တော်တို့စီအုံမိသားစုဝင်ဖြစ်တဲ့ဒီသားသမီးတွေကဒီကိုပြန်တန်းလာဖို့ဘသူရဲ့တရင်စကားကိုကြားခဲ့တယ်လို့ထင်ပါတယ်လေကျူတီဟောစကားအတိုင်းသူတို့ဟာယေရုရှလင်ကောင်းကင်အမေရဲ့တရင်စကားကိုကြားခဲ့ပြီးအခုနောက်လာရပြီးအမေစီပြန်လာနေကြပါတယ်မိသားစုဝင်တို့ဒါဟာတမချန်းစာရဲ့ကျူတင်ဟောစကားဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာကျူတင်ဟောစကားအတိုင်းလှုပ်ဆောင်ရမှာဖြစ်ပါတယ်우리에게는 ကျွန်တော်တို့မှာအဖေဖရာသခင်အမေဖရာသခင်နဲ့ညီကိုမောင်နှမတွေရှိပါတယ်우리의형제들이있고우리의자매들이있습니다အဲ့ဒါကြောင့်တမန်ကျမ်းစာနဲ့ပရောဖက်တွေကကျွန်တော်တို့ကိုကောင်းကင်မိသားစုတနည်းအားဖြင့်ကောင်းကင်နိုင်ငံမိသားစုလို့ဖော်ပြထားတယ်မဟုတ်ပါလားကျွန်တော်တို့ဟာကောင်းကင်မိသားစုဖြစ်ပါတယ် ဘုရင်တို့ရဲ့ဘုရင်နဲ့သခင်တို့ရဲ့သခင်ဖြစ်တဲ့ဘုရားသခင်ကကျွန်တော်တို့အဖေနဲ့အမေဖြစ်တယ်ဆိုတာကိုလူတွေကမသိတဲ့အတွက် ကျွန်တော်တို့ကိုညှဉ်းပန်းနှိပ်စက်ပြီးလှောင်ပြောင်ပြီးမတိမဲ့မြင်ပြုပေးမိမယ်။ထာဝရကောင်းကင်နိုင်ငံတော်သွားတဲ့အခါမှာလည်းသူတို့မသိဘဲနေကြမှာပါလား။အဲ့ဒီနေ့မှာသူတို့အရာအားလုံးကိုသိလာကြမှာဖြစ်ပါတယ်။သူတို့အဆက်ကွဲလို့ကောင်းမွန်နိုင်ကြမှာမဟုတ်ပါဘူး။ တထေးနဲ့လာဇီယူရဲ့ဥပမာထဲမှာဖော်ပြထားတဲ့အတိုင်းသူတို့ကနှောက်ယှက်ပြီးဆဲဆိုခဲ့တဲ့လူတွေကဖျားသခင်ရဲ့ရင်ခွင်ထဲမှာရှိနေတာကိုငရဲကနေမြင်တဲ့အခါသူတို့ဘလောက်မနာလိုဖြစ်မှာပါလဲ။တထေးဟာလာဇီယူကမင်္ဂလာရှိသူပဲလို့တွေးခဲ့မှာဖြစ်ပါတယ်။လာဇီယူဟာဒီမြေကြီးမှာရှိနေတော့ကောင်းကောင်းမစားနိုင်ခဲ့ပဲသူ့အခြေအနေအားလုံးကဆိုးရွားခဲ့ပါတယ်။ ဒါပေမဲ့ကောင်းကင်ကဘာမှာတော့လုံးဝကိုခြားနားခဲ့ပါတယ်။တတိဟာသူ့ထက်အစတထောင်ပူကြီးတဲ့ဖုံးတော်ပလင်ပေါ်မှာထိုင်နေတဲ့လာဇီယုကိုမြင်တဲ့အခါဘလို့ခံစားရမှာပါလဲ။ဒီနေ့ဒီကဘာရွာမှာလူတန်းပေါင်း၈000ရှိပါတယ်။လူတွေအများကြီးရှိပေမဲ့သူတို့ဟာကျွန်တော်တို့ဘယ်သူလဲဆိုတာမသိကြပါဘူး။ အဖေနဲ့မေကိုအစီခံတဲ့ကျွန်တော်တို့ကဘလောက်ကြီးမြတ်တယ်လဲဆိုတာကိုသူတို့မသိကြပါဘူးဒါပေမဲ့ဗျာဒိတ်ကျမ်းအခန်းကြီး22အရာကောင်းကင်ကိုပြန်သွားတဲ့နေ့မှာဖျားသခင်ကကျွန်တော်တို့ကိုဘာဖြစ်စေမှာပါလဲ계시록22장에뭐가되게하신다고요? तू 하ကျွန်ုပ်တို့ကိုထာဝရကောင်းကင်နိုင်ငံတော်မှာတော်ဝင်ရပူရောဟိတ်ရာထူးဖြစ်စေပြီးထာဝရဘုန်းတော်ကိုပေးมาဖြစ်ပါတယ်။영원하고영원한 이와 같은 영광을 허락하신다고 했습니다. 샤야 나가디자 칸지 60년마 잠바이드바이 지자야오 히샤야 나가디자 칸지 60년 칸게 6구 지자야오 오 예루살렘 묘 내냐 못뻬 떼색 소아 못야도 루상로구 띠이 묘요보마 나타비 타오라 페야구 아오미도 두루 떼색 소아 못자네 ယေရုရှလင်မြို့ကိုအမြဲတည်တော်မူမူမြေကြီးပေါ်မှာဘာဖြစ်စေမှာပါလဲကြီးမွန်းစရာအကြောင်းဖြစ်စေတော်မူမူမိတိုင်အောင်ဖခင်သခင်ကိုမငြိမ်စေချနဲ့သူကလောကကနေဂုံတရေဖုံးတော်နဲ့ချီးမွမ်းခြင်းကိုခံရဖို့ကဘသူရဲ့အလိုတော်ဖြစ်ပါတယ်။ဒါကအဖေဖခင်သခင်ရဲ့အလိုတော်ဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့ကောင်းကင်မိသားစုဝင်အားလုံးရဲ့ဆန္ဒလည်းဖြစ်ပါတယ်။ သားသမီးတွေကိုတိတ်တဆိတ်ဥဆောင်ပေးခဲ့တဲ့ကောင်းကင်အမေရဲ့အထီးကျန်တဲ့အချိန်တွေအလုံးကိုပြန်ကြည့်တဲ့အခါသူဟာအမှန်တကယ်ဘုန်းကြီးမွန်းကြီးများစွာခံထိုက်တော်မူတဲ့ကျွန်တော်တို့ရဲ့ကောင်းကင်အမေဖြစ်တော်မူပါတယ်။သောမဟာနံ영광을받으시게합당하신우리하늘어머니십니다။ကျွန်တော်တို့ဟာသားသမီးတွေအနေနဲ့အမေရဲ့လံကိုအဆုံးထိလိုက်နာကြပါစို့။စီအောင်သားသမီးအားလုံးနဲ့ချစ်ချင်းမြတ်တာကိုဝေမျှပြီးပေးကမ်းခြင်းအဖြစ်အချင်းချင်းစီလုံးကြပါစို့ ကျွန်တော်တို့ကောင်းကင်ကိုဝင်လာတဲ့အချင်းချင်းမုန်းတိမနာခြင်းဟာ အဖြစ်သားအနေနဲ့လုံးဝခွင့်မပြုနိုင်တာကိုကျွန်တော်တို့နားလည်လာပါလိမ့်မယ်။ဒီမြေကြီးပေါ်မှာကျွန်တော်တို့လှုပ်ဆောင်တဲ့အရာတွေကိုကောင်းကင်တမန်တွေရဲ့စကရင်ပေါ်မှာထုတ်လွှင့်နေတာကိုစိတ်ကူးကြည့်ပါ။တစုံတစ်ယောက်ကိုအမြဲမုန်းတိနေမယ်ဆိုရင်ဘယ်လိုဖြစ်မှာပါလဲ။တိမ်ငယ်ခြင်းကြောင့်အမြဲတမ်းမနာလိုဖြစ်မယ်ဆိုရင်ကော။ အဲ့ဒီလိုကိုပြုမှုကိုကိုယ်တိုင်မြင်ရရင်ဘလောက်တောင်ရှက်စရာကောင်းလိုက်မှာပါလဲဖရာသခင်ဟာချစ်ချင်းမေတ္တာဖြစ်တဲ့အတွက် ကောင်းကင်မိသားစုဝင်တွေအားလုံးကအဖေနဲ့အမေလိုချစ်ချင်းမေတ္တာဖြစ်လာကြဖို့မျှော်လင့်ပါတယ်အခုဆိုရင်ဒီနှစ်ကုန်ချိန်ကနီးကပ်လာပါပြီ။တနည်းအတွင်းကျွန်တော်တို့ယုံကြည်ခြင်းကိုစင်ကျင်သုံးသပ်ကြည့်ရင်ဒီလိုကိုကိုကိုမေးကြည့်ကြပါစို့။ကျွန်တော်တို့အဖေနဲ့အမေဂုံယူနိုင်တဲ့သားသမီးတွေဖြစ်ပြောင်းလဲလာပြီလား။ ကျွန်တော်တို့တဖန်မွေးဖွားလာကြပြီလားကျွန်တော်တို့ပဝင်းကျင်ကလူတွေဟာဖျားသခင်ဤအသင်းတော်အဖွဲ့ဝင်တွေဟာတကယ်ကွဲပြားခြားနားတယ်သူတို့မှာကောင်းမွန်တဲ့စရိုက်လက္ခဏာတွေအများကြီးရှိတယ်သူတို့ကိုလမ်းညွန်ပေးတဲ့ကောင်းကင်အမေကဘလို့လူဖြစ်ပါတယ်လို့သူတို့စူးစမ်းကျင်စိတ်ဖြစ်လာပြီးကောင်းကင်အမေကိုပုံမူသိကျင်လာရမှာဖြစ်ပါတယ်ဒီလိုနဲ့ကောင်းတဲ့အကျင့်တွေအပြင်လောကကိုလှုပ်ရှားစေရမယ်မဟုတ်ပါလား။ 우리가되야되지않겠습니까?소니때란고못떠베펴맞친란고샤올란비강긴나이간고떠나이앙저너로고어메꾸니비란뇽베데부야드킨예맴내나이네데고로시바레할수있도록손잡아주시고이끌어주시는보이지않는하나님의이힘이계시기때문에다저나이간도원네가바도원마아틴도리어마지시비메특별히다른어떤뭐큰문제없이 ကျွန်တော်တို့ဟာနိုင်ငံနဲ့လူအတိုင်းဝိုင်းကိုအကျိုးပြုပြီးအမောင်းကဘာကိုအလင်းကဘာဖြစ်ပြောင်းလဲပေးရင်းနဲ့အဖေနဲ့အမေဆန္ဒရှိတဲ့အမှန်တရားကိုကျေးဇူးတော်ရှိစွာဟောပြောနေပါတယ်ရှမာရီနဲ့မြေကြီးဆုံးထိအေဝံဂေလိကိုဟောပြောပြီးပြီဆိုတဲ့ဖုံးကြီးတဲ့သတင်းကိုမကြခင်ကြားရဖို့ကျွန်တော်ဆုတောင်းပါတယ် ကျွန်တော်တို့နဲ့အတူရှိတော်မူတဲ့ကောင်းကင်အမေကထာဝရဘုန်းတော်နဲ့ဂုံချီးမွန်းခြင်းကိုရရှိဖို့မျှော်လင့်ရင်းဒီနေ့နှုတ်ကပတ်တော်ကိုဤဂုံချုပ်ခြင်းပါတယ်ကျေးဇူးတင်ပါတယ်